အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာကျောင်းမိတ်ဆွေများတို့ကျွန်တော်တက်တော့ခန်းနမိတ်ကြည့်ပေးမှာဖြစ်ပါတယ်အချီရေးအိမ်အောင်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးတာမီကန်ကဆိုငွေကြေးကစားစုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘရွေနောက်မှာကျွန်ရတရားလေးလည်းပြီးမယ်ဒီရတရားလောက်ထားမယ်ဆိုရင်ဒီဆယ်လပိုင်းမှာတင်လာသပြီးတဲ့ကံကောင်းခြင်းတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်ရတရားကိုပြန်လုပ်ပေးပါလို့ကျွန်တော်ကကြံပြချင်ပါတယ် မျိုးလေးမစတင်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့ဒီဒီမြင်တွေ့ရအောင် share ချင်းဝင်ကြချင်းလောက်လောဝလောဝမေးပါနဲ့ခင်ဗျာကျွန်တော်ပေးတဲ့ရေပြောင်နဲ့လောက်ပြောတို့တွေကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်တွေကထတ်တူကူလို့ရမှာဖြစ်ပါတယ်အတိတ်ဘဝမှာလည်းရေဆက်တွေပထမဆက်တွေစုံတွေ့မှာဖြစ်ပါတယ်ကျွန်တော်လည်းစုံကျင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ဝေးမြချင်း share ချင်းလောက်လောဝလောဝမမေးပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်မတို့လက်ကြည့်ကြမယ်ခင်ဗျာ ီဆယ်လပိုင်းမှာတင်းလာတိုင်းတွေကန်ကောင်းနေလားကန်ဆုနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက90လောက်ရှိတယ်ဒီထားရမှာ30လောက်ရှိပါတယ်ဘာရီယာကောင်းနေတာလဲဘာလို့ဒီထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေအခြေဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာမျိုးငွေတွေစုမိဆောင်းမိတာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်လောကမရောက်သေးတဲ့ငွေကြီးတွေလုံးဝကိုမပေးတော့သေးတဲ့ငွေကြီးတွေကပြန်လည်ပေးတာမျိုးပြန်လည်ရရှိတာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်အဓိကဝင်မှာကအလောက်ကန်နဲ့ပတ်သက်ပြီးတော့ငွေတွေစုမိဆောင်းမိမှာဖြစ်ပါတယ် မိတ်ဆွေကနဲ့ပတ်သက်မယ်ဆိုရင်ရန်ကောင်းပါတယ်ကိုအခက်ခဲတဲ့အချက်တွေဖြစ်နေချိန်မှာရန်ခင်ရတဲ့မိတ်ဆွေကိုကြီးတောင်းကြည့်ပါသူတို့ပြောပြပါကိုယ့်ရဲ့အခက်ခဲချက်တွေကိုကိုကြီးမဲ့မိတ်ဆွေကောင်းတကယ်ချင်းကောင်းနေရှိတော့ကြောင့်မို့တော့မိတ်ဆွေကြိုးပြီးတယ်လို့ဆိုရပါမယ်မိတ်ဆွေကန်ကရန်အားကောင်းပါတယ်တခုတည်းထားရမှာကဒီဆယ်လပိုင်းမှာတင်းလာသားပြီးတော့အိမ်ဝယ်မဲ့သူတွေအိမ်ရောက်မဲ့သူတွေအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ကိစ္စတွေလောကမလောက်တာကောင်းတယ်ဝယ်တဲ့သူတွေနေတဲ့ကလည်းအမှားကြီးနေဖြစ်ပြီးတော့ဆိုရှယ်မှုတွေဖြစ်နိုင်တယ်။ဒါကြောင့်ဝယ်တာဖြစ်ဖြစ်ရောင်းတာဖြစ်ဖြစ် ဒီဆယ်လပိုင်းမှာလုံးဝလုံးဝမလုပ်သေးပါဘူးမိသားစုရင်းနဲ့ပတ်သက်မဲ့ဆွေလှသားမျိုးရေးဆိုင်မှာနားလည်မှုတွေလွဲပြီးတော့အဆင်မပြေလေးတွေဖြစ်သက်ပါတယ်အကြောင်းမိသားစုရင်းနဲ့ပတ်သက်တဲ့ကံကလည်းတိတ်မကောင်းပါဘူးเนาะအကိုဘလောက်ပဲကိုမိသားစုပေါ်မှာနော်စေနာထထဘလောက်ပဲအနစ်နာခံခံကို့ဆိုရင်အကောင်းမမြင်တာမျိုးအကောင်းမပြောတာမျိုးအများတန်းလို့အပြစ်ပြောကြတာမျိုးတွေမိသားစုထဲမှာကိုကခံနေရတတ်ပါတယ်ဒါကြောင့်မို့ကျောင်းနေတဲ့အကြံပြုရမယ်ဆိုရင်မေတ္တာပဲထားလိုက်ပါကိုယ့်ရဲ့မေတ္တာစေနာကိုဒီနေ့ နားလည်လာမှာဖြစ်ပါတယ်မြေသားကရောင်ပြန်ဟတ်တဲ့သဘောတွေရှိနေလို့ပါလူငယ်တွေအတွက်အခြေအနေပတ်သက်တာကိုယ်နဲ့ကိုယ်နဲ့ကိုယ့်ချစ်သူနဲ့အရန်ချစ်ပါလျက်နဲ့ဝေးတိုင်းဝေးရတာမျိုးခွဲရတာမျိုးရက်ဝေးတို့အတာအလောက်ကန်တော့လကောင်းတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲသွားပြီးလောက်ကန်ရတာမျိုးတယောက်တယောက်ခွဲခွာရမယ်ကာလာတခုဖြစ်တယ်ဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်ညံ့နေတာတော့မဟုတ်ဘူးတယောက်တယောက်ဒါဝေးခွာရမယ်နေထားမှရှိတယ်အရန်ကောင်းတာတခုကဟာချစ်သူမရှိတဲ့သူတွေ ။နောက်ဖူးစာစေဖူးစာမန်ပေါ်လာမယ်လာတလာလေးဖြစ်ပါတယ်။အရန်ကောင်းတယ်လို့ဆိုရပါမယ်။အခုဒီဒါရမှာမကောင်းနော်။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကကိုယ့်အမြဲတမ်းလို့လို့နော်အပြစ်မြင်တာတွေနော်ကိုယ့်အမြဲတမ်းမုန်းနေတာတွေစမ်းမပွေပေါ့ခင်ဗျာပြောရမယ်ဆိုရင်တော့အမောင်တက်ဒါရောက်နေတဲ့ကာလတခုဖြစ်တဲ့အမောင်တက်ဆိုတော့မျက်နှာအကြည့်တက်မရှိဘူးခင်ဗျာကိုယ့်မြင်လိုက်တာနဲ့နော်အလိုလိုနဲ့ကြည့်လို့မရလေအမြင်ကတာတွေနော်ဖြစ်နေတဲ့အတွက်ကြောင့်မျက်နှာအကြည့်တက်ရအောင်ကျွန်တော်တို့ရေရာတွေခြေတာမျိုးအဆောင်တွေယူတာမျိုးမျက်နှာပွေစေတဲ့ ရေမွေးတွေနဲ့အတားအသုံးပြုတာမျိုးတွေပြုလုပ်ရင်တော့ပိုကောင်းတယ်ဒါကြောင့်ဒီဆယ်လောက်ပိုင်းမှာသိလာတာမျိုးတော့မျက်နှာအကြည့်တက်တွေမရှိဘူးလူမုံများနေတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်အိမ်တော်ရင်နဲ့ပတ်သက်မယ်ဆိုရင်ဒီထားရမှာကဘာမှုတ်တဲ့လူတွေဘာမှုတ်တဲ့စကားတို့ကြောင့်ကိုယ့်ရဲ့အိမ်တော်ရင်တွေထိခိုက်တတ်ပါတယ်ထူးထီးထားရမှာကကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့မောင်နှမတွေညီကိုတွေဆိုကြကိုယ့်ရဲ့အိမ်တော်ကြီးတွေပြက်ပြားတာမျိုးတွေကြုံတွေ့နိုင်တယ်ဒါကြောင့်မို့အိမ်တော်ကြီးကံတွေကောင်းရအောင်မိသားစုရေကံတွေကောင်းရအောင်ပေါ့နော် ကျွန်တော်ရည်ဒီဟာလေးတွေတော့ဖြစ်အောင်ခြေပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကျမရည်နဲ့ပတ်သက်မယ်ဆိုရင်ရည်ဝိဟာပြီတော့ကျမရည်ဟာကောင်းတယ်အထူးတတိထားရမှာကကျမရည်နဲ့ပတ်သက်ပြီးတော့เนาะခြေထောက်တွေနာတာတွေเนาะအယိုးတွေအစ်စ်တွေခိုက်တာတွေမကြာခဏเนาะဒူးကောင်းတွေထိခိုက်တာတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်ကျမရည်နဲ့ပတ်သက်မယ်ဆိုရင်ဒီတစ်ချက်တော့အထူးယူပြပါခင်ဗျာဒီနေ့လာသားမီးဖိဖိမိမိနေနဲ့เนาะကို့မှာသားသမီးတွေမွေးထားတယ်ဆိုရင်ဒီဆယ်လပိုင်းမှာပြောဆိုရလွယ်ကူတာတွေကိုယ့်ရဲ့စကားတွေကိုလက်ခံတာတွေ ကြုံတွေ့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီလားဒါရမီဖေဖေမေမေတွေနေတဲ့ကကိုယ့်ရဲ့ဒါရမီတွေမွေးထားတာရှိတယ်ဆိုရင်เนาะစုံမကြည့်ပါပြောကြည့်ပါအလွယ်တကူနဲ့ကိုယ့်ရဲ့စကားကိုလက်ခံတာမျိုးနားထောင်တာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်။ဒီတစ်ချက်တော့အရင်ကောင်းပါတယ်။ဘာသာပြားနဲ့ပတ်သက်မယ်ဆိုကိုယ့်ရဲ့ဘာသာလိုက်လေးပြုလုပ်ပေးပါခင်ဗျာ။အထိတ်ထန်နေဝင်တာမျိုးတွေလည်းပြုလုပ်ရပါတယ်။အလွယ်တကူအောင်မြင်မယ်ကာလာတကူဖြစ်ပါတယ်။ လူငယ်တွေနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ပြောပြရမယ်ဆိုရင်တော့မိတ်ဆွေကောင်းတကယ်ချင်းကောင်းအကူအညီထောက်ပံ့ရှိတယ်ဇေယသမားရဲ့အကူအညီလည်းရှိတယ်အခုဒီဒီသားရမှာကတော့ကိုယ့်ရဲ့မိသားစုရေးကြကိုယ့်ရဲ့ပညာရေးတွေထိခိုက်တတ်ပါတယ်เนาะမိသားစုနဲ့ပတ်သက်တော့စိတ်ညစ်ပြီးတော့ကိုယ့်ရဲ့ပညာရေးတွေသွားထိခိုက်တတ်ပါတယ်ဒီတစ်ချက်တော့အထူးယူဆရမယ်ကာလတခုဖြစ်ပါတယ်အလောက်ကိုင်းနဲ့ပတ်သက်မယ်ဆိုရင်တော့ခေါင်းပါတယ်တခုဒီဒီသားရမှာကကိုယ်လှုပ်တဲ့လှုပ်ကမှန်ကန်မှုရှိရပါတယ်ဥပမာကိုယ်လှုပ်တဲ့လှုပ်က9ရက်တာမီအတွက်ထိခိုက်နေတာတွေမရှိဘူး ဖြန်ကြတာတွေမရှိဘူးသူတို့ကိုကူညီပေးတယ်ဖိမပေးတယ်ဒီအလုပ်တွေကကိုယ်တိုင်ရန်ကြိုပဲဥမာဈေးရောင်းရင်လည်းရတယ်လေနော်ကိုလိုအပ်တဲ့လောက်အမျက်လေးတွေကိုယူပြီးတော့ရောင်းတာမျိုးဒါလည်းရတယ်အိုမပွဲစားလုပ်လို့မျိုး ပြီးရင်ခုနှစ်သားမီးကိုထိခိုက်စေတဲ့အလုပ်မျိုးတွေမလုပ်သေးဘူးအဲ့လိုလုပ်လေလုပ်မယ်ဆိုရင်တော့လောဝအကျိုးပေးမှာမဟုတ်ဘူးကိုလုပ်တဲ့အလုပ်ကမမှန်ကန်တိတိကျဖြစ်နေရမယ်ခုနှစ်သားမီးအတွက်အကျိုးရှိရမယ်ဒါဆိုရင်တော့ဒါအချိန်တွေအတွင်းမှာအလုပ်တိုင်းတွေစင်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေငွေတွေစုပြီးစောင့်မိတာမျိုးတွေဂျုံတွေ့မှာဖြစ်ပါတယ် ဘာကြောင့်ခုလိုပြောရလဲဆိုတော့เนาะကိုအဲ့ဒီအလောက်ကန်နဲ့ပတ်သက်ပြီးကြာနေနမိတ်ကတရားသူကြီးကဖြစ်တယ်တရားသူကြီးကတိတဲ့အတိုင်းပဲမှန်မှန်ကန်တိကျအောင်ကြိုက်တာလေမဟုတ်မမှန်ဘူးဆိုတော့ तू ကမကြိုက်ဘူးဒါကြောင့်ကိုလောက်တဲ့လောက်ကလည်းမှန်မှန်ကန်တိကျဖြစ်နေရမယ်ဒါမှပဲအဆင်ပြေမှာဖြစ်ပါတယ်ကန်နဲ့ပတ်သက်ပြီးတော့အရန်အကျိုးမေးပြပါဘူးကန်နဲ့ပတ်သက်ပြီးတော့ကန်ဆန်းခြင်းတယ်ဆိုရင်တော့เนาะ၄ပါးတဲ့နံပါတ်2 6ပါးတဲ့နံပါတ်တွေကအကျိုးပေးတယ်ညာရှိတော်အသုံးပြုပါ ကံကောင်းနေတဲ့အရာကအဖြူရောင်နဲ့အဝါရောင်ကကံကောင်းပါတယ်။မိညာရှိလို့ဒီအရာလေးတွေဝတ်စင်တာမျိုးနောက်ဆောင်းတာမျိုးတွေပြုလုပ်ပေးပါတေချာပေါက်ကံကောင်းတဲ့အရာလေးတွေဖြစ်ပါတယ်။ဒီဆယ်လပိုင်းမှာမိလာတမီတို့ခီးဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေအထူးပြုဆိုင်ပါမသွားတဲ့ကာလတခုဖြစ်ပါတယ်။တခုတည်းထားရမှာကဒီဆယ်လပိုင်းမှာဒီလာတမီတို့နော်စီကန်စီုံသွားမပြဘူးတွေးစစ်သက်မှရိုက်တဲ့အဖြစ်မပေါ်ဘူးဘာဖြစ်လို့ဖြစ်နေမှမသိတဲ့လူတွေရှိတယ်ဆိုရင်တော့ နိစ္စရာထက်လန့်စရာနဲ့စစ်စစ်ပြဋ္ဌာန်းကြည့်ပါ။ဘာကြောင့်လဲဆိုတော့ဒီဆဲလာပါပါကိုမမြင်နိုင်တဲ့ logic ပညာနဲ့ပြုစားတာမျိုးနောက်ဆက်တာမျိုးတွေကြုံတွေ့နိုင်တယ်။ကျွန်တော်ပြောတဲ့အချက်နဲ့ညီမနော်စစ်စစ်ကြည့်ပါ။လူတိုင်းကိုစစ်စစ်ရမယ်လို့ကျွန်တော်မဆိုလိုဘူး။နော်လူကတန်းနဲ့ချီစီတာကိုအားလုံးဖြစ်မယ်ဆိုတာကလည်းမဖြစ်မဟုတ်သေးဘူးပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ခဏကကျွန်တော်ပြောတဲ့အချက်လေးတွေနဲ့နော်ကိုင်းညီနေတဲ့ဆိုရင်စစ်စစ်ကြည့်ပါ။တစ်ခါရကြရင်နော်ရင်ဘက်ထဲမှာလေးတယ်၊ဖိုင်တွေကအောက်တယ် နော်လဘင်းကနော်နင်းတလိုမျိုးတိတယ်တလိုမျိုးစိတ်နဲ့လူနဲ့မကအဲ့လိုမျိုးဝေးနာတယ်ခံစားရတယ်ဆိုရင်တော့နေဆက်ရစာဒီမှာဒါစစ်စစ်ကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာကိုဖျောက်အောင်လုပ်ပေးပါခင်ဗျာဒီရေဒီယာကိုလှုပ်လိုက်ခြင်းအပြင်ဒီဆယ်လပိုင်းမှာတင်လာလိုက်တဲ့ကံကောင်းချစ်တွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ရေဒီယာဖျောက်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာလောက်ရမယ်ရေဒီယာကမခက်ပါဘူး ို့ရဲ့နော်တင်းလာနေပေါ့နော်တင်းလာနေမနက်9:45မိနစ်နော်ရတယ်9:00ကိုပတ်ချလေးမှလည်းရတယ်အတန်ကားတော့တဘာဘာကိုနော်ဆက်ပြခဲလေးနှစ်ခဲကတ်လူလူတန်းလိုက်ပါပြီးတော့ရင်ကိုဖြစ်ခြင်းနဲ့ဇနလေးတွေကိုနော်ဆုတောင်းလိုက်ပါတေချာပေါ့ပြင်းပြအောင်မြင်တော့မှဖြစ်ပါတယ်ဆက်ပြနှစ်ခဲနော်တန်ကားတော်တွေကိုဆက်ပြနှစ်ခဲလေးနော်ကတ်လူလူတန်းလိုက်ပါနော်ဒီရတရားဖြောင်းလုပ်ပြလိုက်ပါခင်ဗျာဒီရတရားလုပ်လိုက်ခြင်းအပြင်ကံကောင်းမှုတွေကိုစီကိုရောက်လာမယ်ဖြစ်ခြင်းဆန္ဒတွေတွေဆုတောင်းလိုက်ပါလို့ပဲကျွန်တော်ကရတရားပေးခြင်းပါတယ် ကျွန်မိတ်ဆွေတွေကျွန်မဗီဒီယိုကိုအဆောင်ရလဲဆုံးလိုက်ကြည့်ပေးတဲ့သူတယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်မိတ်ဆွေတွေနှစ်အဆနှစ်ဆုံးကောင်းတော့နမိကောင်းတော့တယ်ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော့မိသားစုပေါ့ပျော်စွင်တော့ချစ်သူပေါ့တွေပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာကျောဗီဒီယိုကိုသူ့ရနဲ့ share ဝင်မြချင်းလောက်လောကလောကမေးပါနဲ့ခင်ဗျာကိုလိုမျိုးပဲခက်ခဲတဲ့အချက်တွေရင်ဆိုင်နေရတဲ့တွေမြင်သိသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျောင်းတွေကဖတ်သူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share share လောက်လောကလောကမေးပါနဲ့ခင်ဗျာ ကျွန်မစီတွင်နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ